နေမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးတကုံးတရားရေးသားထားသောမှန်ကွဲစာများပေါ်တွင်လမ်းလျှောက်ခြင်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းနှစ်ကိုကျမမိယာမဖတ်ပြပေးတော့မှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင် ကျွန်တော်တို့လက်ထပ်ပြီးတော့အခါအိမ်တွင်ပင်နေကြသည် အမွေရထားတော့အိမ်မြို့အစွန်ငမိုးရီချောင်းအနီးကရက်ကွက်တခုခမ ्या ကအိမ်အစင်သိရှိတော့အဆင်ပြေတာကျွန်တော်တို့မှာလက်ထပ်ပြီးအိမ်ပြက်တနာကအရင်တက်တာမိဘအိမ်မှာလည်းမနေခြင်းရောက်ခမအိမ်ဆိုတားမနေခြင်းသည်အိမ်စဘော်ကဈေးကြီးတိတ်စိတ်ညစ်စရာကောင်းတာခမ ्या ကတိတ်ကံကောင်းတာဟု ကိုစိန်းနီကပြောသည် အိမ်မှာကျွန်တော်တယောက်တည်းပိုင်မဟုတ်ကျွန်တော်အမကြီးနဲ့အမွေးဆိုင်အိမ်မှာပြင်အောင်အိမ်ရေးပုံမြမပိတုကဟန်ရေနံတုတ်ထားရေးအမဲရောင်ပြတဲ့နဲ့တကယ်ရပောင်းတို့သာအဖြူရောင်အမှန်တကားများသာခစ်ပုံဟန်အိမ်တစ်ပန်းများကအဖြူရောင်တုတ်ထားသည်ခေါင်းမိုးမှာအနီရောင်ဒဇက်မိတ်ပန်းဆွဲများနဲ့တင်းတင်းမင်းကရေးပုံဆိုပြီးတိတ်မကြိုက် အတွင်းဖက်သို့ဆေးအဖြူတုံထားသည်တင်းတင်းမင်းကအိမ်ကိုခစ်ဆန်ဆန်ပြင်ဆင်ခြင်းသည်ကလထိုင်းဆိုလျင်ယူရီးယားဘက်မှလာသောတတ်ထုကလထိုင်းကျွန်တော်ကမြမာပြည့်ကျွန်းရဝါဝါညိုညိုလေးကိုကြိုက်သည်သူကဆိုဖာများကိုထားခြင်းသည်ရပါသည်ဒါကအရေးမကြီးပါ သူကြိုက်သလိုပြင်ဆင်မောမှန်ပါသည်သူကအိမ်ရှင်မှပဲโซฟาဝယ်စင်က ကျွန်တော်ကတစ်ချက်ပဲပြောသည် မြမပြည်ရာသူဥရုနဲ့မကိုက်အလားတသက်ပဲဖြစ်မည်ဈေးကလည်းကြီးပြောမရတိတ်အတိုက်ခံမလို့ဒါကအရေးမကြီးနေ့စဉ်သုံးချက်လက်မှတ်ထဲမှာကျွန်တော်လက်မှတ်ထိုးပေးလိုက်သည်ဆိုဖာအနီးရဲရဲကြီးဝဲချလာသည်ကျွန်တော်အမကြီးကဆိုဖာများကိုငေးကြည့်နေသည်ဘာမှတော့မပြောအမကြီးကစကားနှဲသည် ိဘများလက်ထက်ကကျောင်းသားကလထိုင်တို့မှဘေးဘက်ရောက်သွားရသည်ပုံကခင်မမီတော့ပြီကိုအမကြီးကကျွန်တော်တို့လက်ထက်ပြီးတနစ်ခန့်အကြားတွင်ဆုံးသွားသည်အမကြီးနဲ့တသက်လုံးနေလာခဲ့သောအိမ်ပေါ်ဆွေမျိုးနှိစက်တဲ့ကကောင်းပါလိအမကြီးဆုံးပြီးနှစ်လအကြာတွင်တောသူခဏဆိုပြီးပြန်သွားလိုက်ဒီမှာပြန်မလာတော့ကျွန်တော်တို့စားရေးတောက်ရေးကတည်သွားသည် တင်းတင်းမင်းကအချက်ပြုတ်သိမ့်မတန်းဝယ်စားရသည့်အခါဝယ်စားရသည်တက်တလောက်ချက်ကြွေးရှာပါသည်သို့သောအချက်ကမတက်ဟင်းဝယ်စားရသည် စားမကောင်းအိမ်မှုကိစ္စဆိုသည်မှာစားဖို့သာမကတန်ရှင်းရေးကရှိသေးသည် အမဲကျန်းတိုက်ဖုံခါချက်ရှင်းဘာညာကွိကအလုတ်ကအရှုပ်သာတင်းတင်းမင်းကအိမ်ကိုတက်တက်ရက်ရက်လာလာပါပါခန်းခန်းနာနာပြောင်းလက်ခါ တဖိတ်ဖိတ်တောင်းနေအောင်ပြင်ဆင်နေခြင်းသူဒီတော့ပိုးအလုံးများသည်တင်းတင်းမင်းကရုပ်ရှင်ကြိုက်သည်မို့နိုင်ငံခြားကာပွဲပဒေသာများ လာလျင်ကြည့်ခြင်းသည်ဇက်ပွဲလဲကြိုက်သည်ကျွန်တော်ကတင်းတင်းမင်းဇက်သပင်ရုပ်ရှင်များတော်တော်ကြိုက်ကြောင်းယခုမှသိရသည်ကျွန်တော်လည်းရုပ်ရှင်ကြိုက်ပါသည်ထို့သောရွေးရွေးကြိုက်သည်တင်းတင်းမင်းကတော့မရွေးကလာကားတစ်ခုပဲသူမကမကြိုက် ဆင်မြင်ပွဲဟုခေါ်သောစတူဒီယို အဆိုတော်များ၏ပွဲများလဲကြိုက်သည်အစကရောဘတ်ဘေလူဝါနှင့်တိတ်မခင်သူ့ကိုလက်မှတ်များဝယ်ခိုင်းရ၍ခင်သွားသည်ဟုထင်သည်ကျွန်တော်ရောင်းရင်းများကို သူကတိတ်အထင်ကြီးလာသည်မဟုတ်ကျွန်တော်အเจ้าဆရာလာကနှင့်ဘလို့မှမလောက်ကျွန်တော်အမကြီးနှင့်အတူနေစဉ်ကစားဝတ်နေရေးဘာပြက်တနာမှမရှိ အမကြီးကအကုန်စီစဉ်ပေးသည် ယခုတော့တလစားပင်ကောင်းစွာမလောက်ချင်းဒီတော့မှကျွန်တော်ဒီရောင်ရင်းများဤဘဝကို ပို၍စာနာလာသည် ဟုဆိုရမည်ကိုစိမ့်နီဤအိမ်နောင်တဲ့ဘဝဆိုတာစီးပွားရေးအသေးစားလေးဆိုသည်ကိုသတိရလိုက်သည် စာရေးအတွက်အိမ်မော်ရှာရသည်မလွယ်လူကောင်းရဖို့ကမလွယ်ရိုးရိုးသားသားလေးကရှာရသည်ပြည့်စည်မလစ်ရအောင်စောင့်ကြည့်ရသည် အ ਨੇ သောဟင်းခိုးမစားမည်သူပင်ရှာသည် တောဘကရိုးရိုးကောင်းမလေးများရပြန်တော့လဲပြင်းလို့ဆို၍တလနဲ့ပြန်နှစ်လနဲ့ပြန်တချို့အိမ်မော်တွေကအိမ်တွင်တယ်လီဗီရှင်းမရှိလို့ဆိုပြီးပြန်သူပင်ရှိသည် တင်းတင်းမင်းကတညင်းကြီးကျွန်တော်ကအလုတ်သွားအလုတ်ပြန်နေဆို၍ညဘက်မှအိမ်မော်ကိုတွေ့ရသည်တင်တင်မင်းကတနေ့လုံးအိမ်မော်နဲ့ထိတွေ့နေရသဖြင့်စိတ်တိုင်းမကြတိုင်းကြီးရှာသည် ကျွန်တော်တို့မှာစားရည်နဲ့နပန်းလုံးနေကြရသည်ကိုစိမ့်နေနဲ့တွေ့တော့အခါမှကျွန်တော်ကညည်းသဖြင့်အိမ်ရေးအထူးသဖြင့်စားရည်အကြောင်းပြောပြလျင်စီးပွားရေးဘဝဆိုတာစားဝတ်နေရေးပေါ့ဗျာဟုရှီမောကပြောတတ်သည်အဲ့ဒါခမားတို့ကလေးမရသေးဘူးနော်ကလေးရလာရင်ကလေးကတမျိုးစီးဖို့ကတမျိုးအိုးခမားတိလာပါလိမ့်မယ်လာကနဲ့ဘယ်မှာလောက်မှာလဲ မိမကလည်းတစ်ဖက်တလန်းကရှာမှာဗျကျွန်တော်ကမော်လမြိုင်မှာနေတော့ဟုသူကဆက်လိုက်သေးသည်စားဝတ်နေရေးဟူသော စီပွားရေးဘဝတွင် စားရေးမှာအရေးအကြီးဆုံးဖြစ်နေသည်ကိုတွေ့ရသည်သူကိုလွှဲဖယ်၍မရနေ့စဉ်ရင်ဆိုင်တွေ့နေရသည်နနက်မိုးလင်းကလေးကဝမ်းဖိုက်ကတောင်းဆိုလာသည်မဖြစ်၍မရသမုတ်တရားဝမ်းတထွား အဝက်ကဒုတိယသို့တော်တင်းတင်းမင်းကအစင်စန်းပေါ်လျင်ဝှစ်ချင်းသည် ပုံရိုးသွားလျင်လည်းအသက်ချုပ်ချင်းသည် သူဝှစ်တိုင်းလှနေ၍အသက်ဝဲလာလျင်ကျေနပ်ရသည်သူကကျွန်တော်ကိုတုံးမကုံအောင်ဖန်ဆင်းရင်းအများကြီးရှိနေသည်ထင်းနေသလားမပြောတတ်အိမ်ပေါ်မရ၍နောက်ဆုံးတင်းတင်းမင်းကသူ့ညီမလေးနင်းနင်းမင်းကိုအိမ်ခေါ်ထားရသည်နင်းနင်းမင်းကအချမ်းအပြုတ်ကောင် ကျွန်တော်နှင်းနှင်းမင်းကိုကောင်းကောင်းတည်တည်မဟုတ်တင်းတင်းမင်းနဲ့မရခင်က စကားပင်မပြောဘူးယခုအိမ်ရောက်လာမှသူနဲ့စကားစပြောဘူးသည်သူလဲပွဲရပြီးအလုရှားနေသည် အလုမရခင်မှဟုပြောသည်နှင်းနှင်းမင်းရောက်လာ၍စာရေးအစဉ်ပြေသွားသည်စာရေးအစဉ်ပြေရုံနဲ့မပြီးသေးဝီရေးကရှိနေပြန်သေးသည်ကျွန်တော်အတော့ကပြဿနာမရှိတထရအပေါ်ပေါ် တက်ထရက်လုံးကြီးနှစ်စုံလောက်ရှိသည်ယင်ပြီးပြီဇနီးကျော်အတွက်ကအစင်ဆိုင်ပေါ်တိုင်းဝစ်စင်ရန်အမဲလိုနေသည်သည်မင်္ဂလာဆောင်က ဖိတ်စာရသည်ယင်အစ်စ်တစုံမဝယ်ရစ်မရှင်အမျိုးသမီးများအတွက်ကတမျိုးဂုံတို့ဂုံပြိုင်ကရှိသေးသည်ကျွန်တော်ကအိမ်အောင်ပြုပြီးမှတည်လာရသောအသည့်ဖြစ်သည်သူမိဘများကအငိမ့်စားအရာရှိအတိုင်းဝိုင်းတဲ့ကဆိုပါတော့သူခင်တဲ့သူ လူလာတန်းစားအထက်လွားဟုဆိုနိုင်သည်သူအဆောင်အယောင်နဲ့သူနေတတ်သည်မြည်သည့်လူအဖွဲအစည်းတွင်ဖြစ်စေသူလူတန်းစားသူအလွာအလိုက်အဆောင်အယောင်အမှတ်သားကလေးများကရှိစမည်တီးတာငဲတာမေးမိန်တာတောက်ပတာပဲခြားနာကြမည်လေသမားဆိုလျင်မနဲ့ထညာခဲထမင်းချံလဖက်ရည်ချံအဖန်သောကြံတကားအမဲချောက်ကအမီးဖို့ခေါင်းပေါင်းမိုးကတပတ်ကြီးကြီးအေးတရင်ဝှက်ဖို့ နီးဖြင်ချံပွဲထိုင်သွားဖို့ပလေကတ်လုံးကြီးကိုလိုနီခေအကြောင်းဖွဲ့ကြသောဝတ္ထုများကိုဖတ်၍စိတ်ကူးရုပ်ပုံလဲသမားယနေ့ခေတော့ကျွန်တော်လဲတော့မရဘူးလူလက်တန်းစားအထက်လွှာဆိုလျင်ကော်ဖီလက်ဖက်ရင်ပေါင်မုံထောပတ်တော့စာခန်းစီထမင်းစပွဲထိုင်ကုန်ကလထိုင်းနဲ့မော်တော်ကဝိထုတွေကစိတ်ကူးရုပ်ပုံများကျွန်တော်ဇနီးကျော်ကလည်း သူ့အတိုင်းအဝိုင်းဤအယောင်ရနံ့များဖြင့်ဆင်းရင်ခြင်းဒီမှာတဘာဝပင်ကျွန်တော်လာကကိုအသေးထား၍ဘဝပုံတရံကို ရေးချွေ၍မရနိုင်ကျွန်တော်ကြံရမည်နင်းနေမင်းရောက်လာ၍ကျွန်တော်တို့အင်္ဂလိပ်ဆိုပြေးလာသည် စာရေးအစဉ်ပြေသွားသဖြင့်တင်းတင်းမင်းဤမျက်နှာမှာ ကြည်လင်းလာသည်ကျွန်တော်ဒီစားတော့ရေတာဝန်ချောမောနေတဲ့ဖြင့်ဟန်ကြနေသည်တင်တင်မင်းဒီ ပွဲလမ်းများကိုစိတ်လွတ်ကိုလွတ်သွားနိုင်သည်နင်းနေမင်းမှာအချက်ကောင်းယုံသားမကအိမ်ကိုတရအောင်လှုပ်တတ်သည် ကျွန်တော်ဤရောင်ရင်းများလာလျင်အစားအသောက်တစ်ခုခုလောက်ကင်ပေးတတ်သည်သူကိုကျွန်တော်ဤရောင်ရင်းများကကျွန်တော်ဇနီးကျော်ထက်ပင်ခင်မင်သလားမသိရုပ်ရည်ကတင်းတင်းမင်းနဲ့ဆင်းတော်လဲတင်းတင်းမင်းလောက်မချောဟုထင်သည်သူ့အမထက်၅နှစ်ခန့်ငယ်သည် နောက်ပြီးနှင်းနှင်းမင်းကသူ့အမထက်စာဖတ်သည် ဝတ္ထုကပြားဖတ်သည်နင်းနင်းမင်းရောက်လာမှတင်းတင်းမင်းဤညင်ညူတမ်းမကြားရတော့သူကအချက်အပြုတ်ဝါသနာမပါလှလှပပဝစ်စာတက်တက်လွန်းလွန်းများဝစ်စင်ကနေရလျင်ကြည်လင်းလန်းဆန်းနေသည်ကျွန်တော်ဝင်ငွေနဲ့မလုံလောက်တော့အပုပ်ဝင်ငွေတစ်ခုရရန်ကို အကြံရသည် အားပေးသူကနင်းနင်းမင်းကျွန်တော်ចောင်းသားဘဝကနင်းနေပါပါဝတ္ထုလေးပါလေးရေးဘူးဒီကို နှင်းနှင်းမင်းကဖတ်ပြီးအကိုဝိထုရင်ရင်ဖြစ်ပါတယ်ဟုပြောလိုက်သည်ကျွန်တော်လက်ကနေဖြစ်သွားသည်ချက်သိမ်းမွေးညင်းထသွားသည်ဟုတ်ပြီပထမအင်္ဂလိပ်ဝိထုစာအုပ်တအုပ်ကိုဘာသာပြန်သည်တင်းတင်းမင်းကတော့ကျွန်တော်ဝိထုဘာသာပြန်သည်ကိုသိစိတ်ဝင်စားလာသည်မဟုတ်အပေါ်ဝင်ဝေးရသောအလုပ်တစ်ခုခု လုပ်တာကိုသဘောကျသည်။ဒါပဲနင်းနင်းမင်းကမူစိတ်ဝင်စားသည် ကိုစိန်းနီဤစကားများကို သွားတရီရသည်စီပွားရေးဘဝဆိုတာကျွန်တော်မှာအခြားအလုပ်လဲဘာမှမလုပ်တတ်မလုပ်ရမဖြစ်နောင်ကလေးရလာလျင်ပိုခန့်မည်တင်းတင်းမင်းကလည်းသူမဤလူနေမှုပုံတံကို ထိန်းထားခြင်းသည်ကျွန်တော်ကရှေးခေတ်အခေါ်ကုံတဲ့သို့မဟုတ်အယောင်အဝယ်အလုပ်တစ်ခုခုလုပ်ရန်စကားစကြည့်ဘူးသည်မယား သူတို့ကလာကစားအရာရှိအတိုင်းဝိုင်းဖြစ်၍အယောင်အဝယ်လောက်ရမည်ကို ရှက်နေဟန်သူသည်သူမသည်ရုံတရုံတွင် အလောက်လျှောက်ထားသည်ကျွန်တော်ဤဘာသာပြန်ဝိထုလဲပြီးသွားလိမ့်မည်အမှန်အဖျင်မမတင်းတို့အိမ်တို့ သွားမနေခြင်းပါဘတ်နဲ့မနေခြင်းဆိုသူတို့လင်မယားကြတဲ့မနေခြင်းသူတို့လဲမလွတ်လပ်ကျမလဲမလွတ်လပ်ကျမတို့ညီမငငယ်ကတော့ ရန်ခဏခဏဖြင့်ပြီးတော့တိတ်ချစ်ကြသည်သူလက်ထပ်သွားတော့မှစမစိတ်ထဲမှာတမျိုးခံစားရသည်ပျက်စီးတစ်ခုဆုံးရှုံးသွားသလိုသူဤခင်မောကိုဆန်းအေးတို့အိမ်လိုက်သွားတဲ့ညကစမခေါင်းအောင်ပကွက်ပေါ်တွင်မျက်ရည်ဆွဆွတ်နေခဲ့သည်မမတင်းကစမထက်ချောလဲချော စကားလဲအပြောကပညာလဲတာတီးဟုထင်ပါသည်ကိုစန်းအေးအเจ้าကိုတော့တိတ်မသည် ချာတာကြားဖို့ဒီလက်ထက်ခံဒီမှာမြင်ဖို့ဒီကြည်ကောင်းတာပဲသူ့ဝတ္ထုလေးကိုဓတနာဗေဒဈာနဲ့မှဖတ်ဖူးလိုက်သည်စာအရေးကောင်းအဖွဲအနှဲ့ကောင်းမမတင်းကစာဖတ်ဝါဒနာမပါ ကိုစံအေးဝတ္ထုတောင်းမမတင်းကဖတ်ဖူးချင်မှဖတ်ဖူးမှာမမတင်းကအိမ်လာတိုင်းထမင်းချက်ရတာပင်မနဲ့အကြောင်းညင်းညူနေတဲ့ကြားရ၍ကျမလည်းစိတ်မကောင်း ခဏခဏလားနေဖို့ပြောတာနဲ့မမတင်းကိုတနာပြီးနေပြစ်သွားခြင်းဖြစ်သည်ဟုဆိုရမည်။နှင်းအလုံးလျှောက်ထားတယ်။အလုံးမရခင်လားနေပြီးမယ်နော်မမတင်း။အေးပါကွယ်အလုံးရတော့အိမ်ပြန်နေပေါ့။တို့နဲ့မမတင်းကိုတနာသွားပြီးနေပြစ်သွားသည်။မမတင်းအိမ်ရောက်မှပဲကျမကိုဆန်းအေးကို စကားပြောဖို့သွားသည်။ကိုဆန်းအေးကလူအေးတယောက်စကားလဲနဲ့ ပြောလျင်လည်းအပိုမရှိ စားအတော်ဖတ်သည် မမတင်းကိုတိတ်ချစ်သည်ချမအချက်အပြုတ်ကိုငကိုကနည်းနည်းဝါသနာပါသည် ပင်မန်းလာသည်မဟုတ်အိမ်သားကနည်းနည်းလေးဘာသာဝန်မှမရှိမမတင်းကဈေးသွားရမှဝင်လေသည်ဟင်းသည်ဟင်းရက်သားကားစီဆိုလျင်မသွားခြင်းသူကအဝတ်အစားအတွက်ဘိုးချုပ်စီသွားရမည်ဆိုလျင်ပြောနေသည် ကိုစန်းအေးက မမတင်းဘာလို့လို့ပြောဒီမဟုတ်မမတင်းကတော့ပြောတတ်သည်ပဆန်ကုံသည့်အလုတ်ဆိုလျင် ပြောထက်မည်သူသုံးလျင်သာပြုံ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 နေအတူတူနေရတော့ကျမလဲကိုဆန်းအေးကိုရင်းနှီးခင်မင်းလာပါသည်ကိုဆန်းအေးကစကားနေသည်ဆိုတော့လဲကျမနဲ့ကြပြောတတ်သည်သူအကြောင်းသူ့ခံစားမှုအကြောင်းပြောတတ်သည် မမတင်းရှေ့တွင်တော့မဟုတ်မမတင်းအကြောင်းကိုလဲကျမသိလာရသည် ငငယ်ကလေးကအတူနေလာခဲ့ရသောအမရင်အကြောင်းပိုတိလာရသည်ဆိုဒီမှာစမ်းနေသည်ဟုထင်စရာရှိသည်ငငယ်ကနေခဲ့သောဘဝနှင့်ယခုဘဝမတူငယ်စဉ်ကတော့ရံဖြစ်လိုက်ရပြန်တည့်လိုက်ကြနေရောရောထွေ့ထွေ့စားဝတ်နေရေးပူစရာမရှိမိဘများ၏အရေးဝေးစားအောက်တွင်အေးအေးမြမြလာလာပါပါကျမတို့ကအင်္ဂလိပ်လက်ထပ်ကလေးကအရာရှိမျိုးရော ဖာကေဖြစ်သူပင်စင်အငိမ့်စားယူတော့ငိမ့်ငိမ့်တတလေးရုံးကန်ရလာအနှဲနဲ့အများရှိကြတော့လဲငယ်တော့တိတ်မတိလိုက်တာလဲဖြစ်မည်အင်္ဂလိပ်ကိုလိုနီခေတ်ကဆက်ခံခဲ့ရသောအဆောင်အယောင်အတိုင်အဝန်အမွေအနှစ်ပုံစံအနေအထားနဲ့ကျမတို့အဖို့လက်ထက်ကဆိုဖာကလထိုင်ကြီးမှာယနေ့တိုင်းကြံရှိနေသေးသည်ဆပရင်အခွေးအရစ်များမတန်တော့ပဲပြော့ကျနေတော့လဲဆိုဖာဘုံနှင်းစီပန်းကွက်တို့ အယောင်မေကအနိပွင့်ရော့သွားတော့လေဆိုဖာဟူသောလက်ငုပ်ဟန်ကမပြတ်သည်ဆိုဖာဘေးအနိရှိ မတ်တက်ရက်မီးတိုင်းမှာဂျာမနီလုံးပိုးအုံဆောင်မှဘဝတို့သည်တိုးနေတော့လေမီးဖွင့်လိုက်ရင်အပြာနှုတ်ရောင်လက်လက်လေးကရှက်တန်းနေမြဲအဖွားကအသိအစီကောင်းမှုနှစ်ကာလကြောင့်အယောင်မိန်တော်လေမူရဆေးရောင်ကိုမှန်းဆလို့ရသေးသည် သူတို့ခေတ်ကအတူတည်း တူဘရကိုမာမီတို့ခေရောက်တော့ဆင်းမယ်မန္တလေးပို့ညွန့်ကျမတို့ခေကြတော့အင်ဒိုနီးရှားပါတိတ်ကီမိုနိုပက်ကီပါတိတ်ပီနန်ထိုင်းစင်သို့တော့ဒါတွေကမောင်ခိုမှုဈေးကမနေကိုဆန်းအေးလာစားနဲ့ဘဲလွဲပါမိလေဒါကြောင့်ကိုဆန်းငွေအပိုးဝင်ငွေရှာလို့တော့စိတ်ရှိသည်ကိုဆန်းအေးမျိုးရိုးကကျမတို့နဲ့မတူ လေယာချက်မြေမျိုးယိုမြေရှင်မျိုးယိုမမတင်းကကိုစန်းအေးကိုအင်္ဂလိပ်ရုပ်ရှင်တွေထဲကခန်းနာထဲဝါသောမြေရှင်ကြီးများဟုထင်းနေပုံရသည်တုံးမကုံးနိုင်အောင်ရှိသောအမွေအနှင်းယတနာရွှေငွေများနှင့်ဟုမမတင်းမြင်နေသောမြေရှင်စိတ်ကူးရုပ်ပုံကတမျိုးမမတင်းမသိကျမကိုတော့ကိုစန်းအေးကအချောင်းဆောင်ရင်းဒီအချောင်းပြောပြတတ်သည်ရခင်တော့က ကြောင်လိန်လေကပုတ်လို့နိုင်ကော့စောငွေဖလားငွေကုန်းအစ်မှန်စီရွှေချကလမြနဲ့ယခုကုန်ပြီသူတို့မိသားစုကဘာအလုံးမှမလုပ်တက်တလုံးထိုင်စားလာခဲ့ကြသူများဖြစ်သည်ဟုကိုဆန်းအေးပြောပြ၍တည်ရသည်ကျမတို့အဖွားဤမန်ပီယိုကိုဖွင့်လိုက်လျင်ပယုံနဲ့တင်းသောရှေးဟောင်းပြလိုက်ကိုကြည်ရသလိုကိုဆန်းအေးတို့ကတော့ယောက်ျားတွေကြည် ညီအကိုမောင်နှမများ၍အသိအစီရှိပုံမရသူအမကြီးမှလည်းလူမမာမို့ဆေးဖို့နဲ့အတော်ကုန်ဟန်သူသည်ဘုံမေတို့ပင်ဆေးသွားကူရသည်ဟုသိရသည်လက်ကျန်ပန်းအပ်ငွေမှာတတိတိနဲ့ချောလာပြီမမတင်းကတိပုံမရဒီတော့ကိုဆန်းအေးဝိတ္ထုရေးစရာ ဖြစ်လာရသည်မမတင်းအပေါင်းအသင်းထက် ကိုဆန်းအေးအပေါင်းအသင်းကများသားပဲ မမအပေါင်းအသင်းကတမလာရုပ်ရှင်ယုံဘိုးချုပ်စီအင်းရလေးမှာဟန်ပြနေတဲ့အတိုက်အဝန်းသူတို့အတိုက်အဝန်းကဒီပြင်ဟာသာမသိချင်နေမယ်မောင်ခိုသေးကကုံသေးနှုံးကိုတော့ကောင်းကောင်းသိသည်တခါကကိုဆန်းအေးလွတ်ကနေပြောလိုက်တာကိုကြားရဘူးသည်မမတင်းကိုတော့ကိုဆန်းအေးကဒီလိုမပြောဘူးပါဘူးရေစုံစီးနေတဲ့လူတွေလိုလဲပြောဘူးသည်ကျမကတော့သူပြောတဲ့အတိတ်ပဲကိုမသိပါဘူး ိုဆန်းအေးအတိုင်ဝန်းကတမျိုးအားလုံးကပညာတတ်တွေကျမကပွဲရတာချောင်းစီဟာတွေဖြစ်တာကို ဆိုလိုခြင်းမဟုတ်တကယ်ကိုစာရီဖတ်ပြီးတွေးကြသည် သူတို့လာလျင်ကျမစိတ်ဝင်စားသည်တိုင်းရေးပြည်ရေးအကြောင်းသိပြောကြသည်ဝေဖန်ကြသည်မမအတင်းကသူတို့လာလေလျင်အနာတောင်တင်မကန်းအခန်းထဲဝင်အိတ်ချင်းအိတ်နေမည်သူမဟုတ်သူ့အပေါင်းအသင်းများနဲ့အပြင်ထွက်သွားမည် ျမကပဲကိုဆန်းအေးမိတ်ဆွေများကိုအဲဝတ်ကြီးအောင်တစ်ခုခုစားစရာလုပ်ပေးရသည်။လက်ဖက်ရည်စန်းကပင်တိုင်းအချိုးတွေပါတွေလုံမနေနဲ့။လက်ဖက်ရည်အခါကြကြဆိုရင်ရပြီခုတစ်ခါတစ်ခါတွင် မော်လမြိုင်ကောလိန်မှရောက်လာတတ်သောကိုဆင်းနေကပြောသည်။ကျမမနေသား။စီတမင်းထောက်ဆွဲကြော။ပဲချမ်းတို့မြေပဲကြော။တဟူးချောက်ကြော်စသည်ဖြင့်လုပ်ပေးရသည်။မရသည့်အဆုံး ထက်ညက်ကျန်တကားဆိုလျင်သဘောကျကြသည်မမတင်းကကျန်တကားကော်ဖီတောက်သည်ကျမတို့အိမ်တင်းမမတင်းတယောက်သာထူးထူးခြားခြားကျန်တကားကော်ဖီတောက်သည်နို့စီကတဘူး73လေးချံကော်ဖီမုံကတပေါင်း80ချံအကုံဆန်းအေးကျောင်းစရာလာကနဲ့ဘဲမှာလောက်နိုင်ပါမည်လေအကိုဆန်းအေးကအလိုလိုက်ခါမမတင်းတယောက်တည်းတောက်စီသည်ကျမကမမတင်းလိုကော်ဖီမဆွဲ ရှိလျင်တောက်သည် မရှိလျင်မတောက်မောဟင်းကစားရရင်ပြီးရောမမတဲ့မှာ အဖွားအချစ်တော်မူငငယ်ကလေးကသူ့အဖွားနဲ့ကော်ဖီပေါမုတ်ထောပတ်တုပ်စားနေမြဲဒီအကျင့်ပါနေဟန်ရှိသည်ကိုစန်းအေးအပေါင်းအသင်းဤအမျိုးသမီးများမှာပြင်ပအလုပ်များလုပ်ကြရသည် တချို့ကရုံးတွင် တချို့ကအယောင်အဝယ်မြကြီးနားမှာဆရာကိုဝင်လင်းရန်ကုန်ဆင်းလာလျင် ကချင်လုံးကြီးများယူလာတတ်သည်ကိုဝေလင်းကရောင်းနေဝဲတယ်ဟု ရောစရာပြောတတ်သည်ကိုစောမင်းအမျိုးသမီးကအထက်ကုံအောက်ကုံတဲယူကအယောင်းအဝဲလှုပ်သည်ကိုစောမင်းတခါကဆောင်းဝေးပွဲစာစစ်ကိစ္စနဲ့ရန်ကုန်ဆင်းလာရာအညာဆောင်တို့များတဲလာသည်ကျမတို့အိမ်တွင်သူတို့ရောင်းရင်းတွေစုံမိကြလျင်ဘဝရုန်းကန်မှုဟူသော စကားသံကိုကြားရတတ်သည်သူတို့မကျေနပ်တာတွေကြည်ပင် မမတင်းကအခန်းထဲမှာကြားနေဟန်ရှိသည်သူတို့ထွက်သွားလျင်အလကအေးမရအဖက်မရလေတနက်နဲ့စစ်တိုက်နေကြတာလေကင်စာတချင်းတဲကလို့ဟုခက်မက်မက်ပြောတတ်သည်အကိုဆန်းအေးကဘာမှမပြောပြုံးငါသာနေမြေကိုစိန်းဒီတယောက်ကជីជីကြဲကြဲပြောတတ်သည်ကျုပ်တို့ကတော့နောက်မျိုးဆက်တစ်တွေကိုအမွေထားခဲ့ရမယ်ဥစ္စာပစ္စည်းအမွေတော့မဟုတ်ဘူး အထွေးအခေါ်အမွေအားလုံးကသူ့ကိုစိုက်ကြည့်နေကြသည်ဒါပဲတတ်နိုင်တယ်လေကိုစိန်းနီလာလျင်လေးလေးနက်နက်ပြောတဲ့များကိုကြားရတတ်သည်ကျမသူပြောလျင်စိတ်ဝင်စားသည်ကိုစောမင်းကလက်ဖက်ရည်ချမ်းတောက်နေရမှရက်ခါအောင်မင်းကျုပ်တို့ရဲဘော်ကြီးကရင်ကျင်းမှုတော်လန်ရေးကြီးများဆင်နွှဲအောင်မလို့လားကျုပ်တို့တော့မပါဘူးနော်ဟုပြောနေသည် အခြားသူများကလည်းရီမောလိုက်ကြသည်ကိုအခြေအနေနဲ့ကိုလောက်ရတာဗျသူများလို့တိုင်းလို့တော့မပြက်ဘူးကိုစိန်ကြီးကရီမောတံများကြားမှာပင်သူ့အယူအဆကိုတင်ပြက်အောင်တင်လိုက်သည်ကိုစောမင်းမှာအညာမအညာဆောင်များတဲလာ၍အပြောခံနေသည်သမားကသူတို့ရင်းနှီးခရကို မကြခဏအထည့်ဖြည့်ပေးနေရသူဖြစ်၍သူတို့ငင်းခုံတန်းကို မကြရအောင် တကယ်လဲကျမသည်အကိုဆန်းအေးမိတ်ဆွေများလာလျင်သူတို့ဝိုင်းကစကားများကိုစိတ်ဝင်စားသည်သူတို့ပြန်သွားလျင်အကိုဆန်းအေးကကိုစိမ့်ညီကတွေးခေါ်တတ်တယ်သူပြောတဲ့အတွေးအခေါ်အမွေနဲ့ဆိုတာဟုတ်တယ်နော်နင်းနေဒီနေ့ကမမတင်အပြင်ထွက်နေသည့်အချိန်ဖြစ်သည်ထုံးစံအတိုင်းသူ့တငယ်ချင်းများနဲ့ရုပ်ရှင်တွားကြည့်နေသည် အကိုဆန်းအေးကစာအကြောင်းပေးကြောင်းဆိုရင်ကျမကိုပြောတတ်သည်မမတင်းနဲ့ကစာအကြောင်းပြော၍မရမမတင်းကစိတ်လဲမဝင်စားကျမသည်ကိုဆန်းအေးစာအုပ်ပြီးရတဲ့ကစာအုပ်များကိုယူဖတ်မိသည်အိမ်မာတော့ငါထက်အကိုဆန်းအေးအိမ်မာဖတ်ဖြစ်သည်အကိုဆန်းအေးကစာအတော်ဖတ်တာပဲဟုနားလည်ခဲ့ရသည်သူ့ဘီယိုတဲကမြန်မာအင်္ဂလိပ်စာအုပ်တွေကမနေ့ ကျမဖတ်လို့နားမလဲတာရှိလျင်အခုစမ်းအေးအားမင်းရသည်သူကစိတ်ရှည်လက်ရှည်စင်းပြသည်ကျမအစားကဒီလောက်စားပေကို မခံစားဘူးဘူးအခုစမ်းအေးနဲ့ဆွေးနွေးကြီးမှပို၍စားဖက်ခြင်းစိတ်ပြင်းပြလာသည်ကိုစိမ့်နီပြောတဲ့အတွေ့အခေါ်အမွေနည်းဆိုတာဟုတ်တယ်နင်းနေရဟုကိုစမ်းအေးကအကြောင်းတင်လျင်ပြောတတ်သည်ကျမကလည်းသူတို့အတိုင်အဝန်းကငင်းခုန်ကြတာတွေ့ အကြောင်းအရာတွေကိုဆက်ဆံမိနေ၍အကုန်ဆန်းအေးကဝင်ပြောလိုက်ရင်တက်ကနေခွင်းဆက်ကိုမိအောင်ဆွဲနိုင်သည်နင်းနင်းကမစိုးဘူးကွာကိုဆန်းအေးကသူ့နဲ့ငင်းပေါ်ဆွေးနေပေါ်ရရည်တပြုံးပြုံးဖြစ်နေတတ်သည်ဟုကျမခံစားမိသည်တကယ်ကကျမမှာဒီလောက်စားတပုတ်ဖက်ပြီးဆွေးနွေးနိုင်သည်မဟုတ်ကြိုက်တာမကြိုက်တာပဲပြောတတ်သည်ဒါတောင်တခါတလေကြိုက်တယ်လို့လို့မကြိုက်တယ်လို့လို့ အကိုဆန်းအေးကစစ်စစ်ပေါက်ပေါက်မေးတတ်သည်။သူမေးမှကျမရင်ထဲကတိတ်ခဲနေတာတွေအေးပြောကြလာသည်။ရှုပ်ထွေးနေတာတွေရှင်းလင်းလာသည်။အဖြေထွက်လာသည်။လူတိုင်းတွင်ဘဝပု္ပ္ပာများရှိနေကြသည်။သူတို့ပတ်ဝန်းကျင်ကအမြဲတမ်းရိုက်ခတ်လျက်ရှိနေကြသည်။လူတိုင်းရိုက်ခတ်မှုများကို တုံ့ပြန်ရာတွင် လူတစ်ယောက်နဲ့တစ်ယောက်မတူကြ။အင်းအားချင်းတဲ့သူတို့ကအလိုက်တဲ့ခန်းနေတတ်သည်။ အသားအရာခံနေသည်အင်းအားကောင်းသူတို့ကငြိမ်းမနေခုခံသည် အသားအရာနေသူတို့ရေစုံမျောရာ မျောပါနေကြသည်ခုခံသူတို့ကရေဆန်တက်၍ရှေ့သို့တက်ကြသည် နောက်မဆုံးရင်းတို့သည်ဘဝပု္ပ္ပာမျိုးစုံတို့ကို ကိုနီးကိုဟန်ဖြင့်ဖြည့်ရှင်းနေကြခြင်းဖြစ်သည်ကျမပင် အကိုဆန်းအေးပြောသည့်အကြောင်းအရာကိုစဉ်းစားနေမိသည် အရာတွေကိုဝှစ်ထုတ်ရင်းရင်ကောင်းမှာနော်ဟုအကိုဆိုင်အေးကလှုပ်ကနေပြောလိုက်သည်။ကျမကချက်ချင်းဆိုသလိုရေးပေါ်ဟုပြောလိုက်သည်။အကိုဆိုင်အေးကကျမကိုစိုက်ကြည့်နေသည်။ကျမလည်းသူ့ကိုပြန်ကြည့်မိသည်။အကိုဆိုင်အေး၏မျက်လုံးများမှာဝင်းပါလျက်ရှိသည်။ညနာမှာပန်းရောင်တန်းလိုနေသည်။နင်းနင်းကဘယ်ဆိုးလို့လဲ။ ဒါပဲအကိုဆန်းအေးကပြောတယ်အစကဒသနာပေဒမိသားနဲ့ဈာနဲ့မှာအကိုဆန်းအေးရေးတဲ့ဝတ္ထုကိုနှင်းဖတ်ပူတာပဲအဖွဲအနှဲ့ကောင်းနေလှတယ်နှစ်ယောက်သားငြိမ်သက်နေကြသည်အတွေ့ကိုစီဖြင့်အခုတလောကိုဆန်းအေးတို့လင်မယားအပေါ်ဝင်ငွေရဖို့အကြောင်းပြောနေတဲ့ကိုကြားနေရသည်ကိုဆန်းအေးကြောင်းစရာလာကနဲ့မလောက်တီမှတည်ကြသည် ဝိထုရေးတာလဲအတန်အသင့်တော့ရမှာပဲဘာသာပြန်ဝိထုတပုတ်လောက်ရေးကြည့်ပါလားလေးကျင်ကန်းသဘောပေါ်ဟုကျမကပြောလိုက်သည်ကိုဆန်းအေးကျမကိုအံ့ဩသည့်မျက်နှာဖြင့်လှမ်းကြည့်လိုက်သည်တဲတိပါလားဟုသည့်သဘောဟုတ်တယ်အကိုဆန်းအေးရဝိထုဘာသာပြန်နေဆိုတော့တိတိချာချာနားလည်အောင်ဖတ်ရတယ်မဟုတ်လားဒီတော့ဝိထုရေးနီးသားနီးကိုပုံပြီးတည်လာရတာပေါ့ ရိုးရိုးစာဖတ်တာနဲ့မတူဘူးလေနော်အကိုဆိုင်အေးအကိုဆိုင်အေးကကျမကိုစိုက်ကြည့်နေသည်ကိုတွေ့ရသည်ကျမအလကားပြောသည်မဟုတ်ကျမအเจ้าသူဘဝကဝိထုတော်လေးတစ်ပုဒ်ကိုစမ်းပြီးဘာသာပြန်ကြည့်ဖို့သည်ဆုံးအောင်မဲမပြန်ပြက်လိုက်ပါ စာဖိတဲ့အခါအပိဒံကို ကြည့်ချင်မှကြည့်မိသည်အမှန်အတိုင်းဝန်ခံရလျင်ဖတ်နေရင် အပိဒံလှန်ရမှာပြင်း၍ဖြစ်သည်ဆိုပါတော့ အဘိဓာန်လှန်ရသည်နှင့် စာအရသာခံရတာလည်းပြတ်မည်ဆိုသည်ဘာသာပြန်သည့်အခါစာဖတ်သလိုနားမလဲတလဲနှင့်ကြော်သွား၏မယစကလုံးအတိတ်ပဲတည်တည်ချာချာနားလည်မှဖြစ်သည်စာရေးစရာဤအဖွဲအနှဲ့သဘောကိုပို၍သိရသည်ထင်သည်ဖေဖေပြောမှုသာသွားတည်ရသည်စက်ပညာတက်ခြင်းရင်စက်ကိုဖြတ်ခြင်းပြန်တက်ခြင်းအဲ့ဒါစက်ပညာတက်တာပဲတဲ့ ဒီသဘောမျိုးဖြင့်ဝိထုတပုတ်ကိုဘာသာပြန်ကြည့်ရင်ဝိထုရေးသည့်အတတ်ပညာကိုလေ့လာ သင်ကြားခြင်းသဘောဖြစ်သည်ဒီသဘောဖြင့်ဘာသာပြန်ခြင်းကို စာပေလေ့ကျင့်ခန်းဟုကျွန်မပြောလိုက်ခြင်းဖြစ်သည်နင်းနေကမစိုးဘူးကွာဟု အကိုဆိုင်အေကအထက်ပြောသည်ကျွန်မငယ်စဉ်ကအကြောင်းသူဘဝကလေးကစာပေဝါသနာပါတော်လဲအပေါင်းအသင်းတွေကစာဖက်ဝါသနာပါသူမရှိလား ။စာအကြောင်းပေးအကြောင်းစကားပြောမိသူမရှိ။ယခုအကိုဆန်းအင်းနဲ့တွေ့တော့ငုတ်ရှိုးနေခဲ့သောစာပေအစအနာလေးကပြန်လဲရှင်သန်းလာသည်လားမသိ။နင်းနင်းကြောင့်စာရေးပြတာဟု အကိုဆန်းအေးကပြုံးကပြောလိုက်သည်။ကျမကလည်းပြန်၍ပြုံးကြည့်မိသည်။အချိန်ပြည့်ပြီးနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။အပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။